ဒီတိန်ရဲ့အာနိသင်ကသူကနဲတာမဟုတ်ဘူးရှေးခေတ်တုန်းကများဆိုရင်ဗုဒ္ဓလက်ထက်တော်ကဆိုအဲ့ဒီတိန်ဟာတိန်တဲ့ကိုဝင်သွားရင်လူဆိုးတခိုးတွေဝင်သွားပြီဆိုရင်နိုင်ငံတော်အစိုးရကဝင်ပြီးတော့ဖမ်းလို့မရတော့ဘူးဘာဖြစ်လဲသူပိုင်တဲ့မြေမဟုတ်တော့ဘူးနိုင်ငံတော်အစိုးရပိုင်တဲ့မြေမဟုတ်ဘူးဒါကြောင့်မလို့တိန်နေပါလေနိုင်ငံတော်အစိုးရစီကိုရှောက်ပြီးတော့ခင်းရင်လေဆိုအဲ့ဒီဒိဗေနဲ့သူတို့လက်လွတ်လိုက်ရတာကိုအဲ့ဒီမြေကအခုဒီတိန်သမုတ်ထားတယ်ဆိုရင် အောက်ကမြေကိုကျော်တဲ့ပြီးတော့သူကမြေကိုခံထားတဲ့ရေတိုင်အောင်အဲ့ဒီအာနာဆက်တည်းကတက်ရောက်တယ် အဲ့တော့သူတို့တွေမပိုင်တော့နိုင်ငံကိုအုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေကဒီတိန်ကိုအလွယ်တကူနဲ့ပေးလို့မရှိတော့ဘူးနမူနာရှင်းအောင်ပြောမလို့ရန်ကုန်မှာရှိလိမ့်မယ်တရုတ်တန်ရုံနဲ့ဂျပန်တန်ရုံနဲ့တာမန်ပုဂ္ဂိုလ်တွေအဲ့ထက်ဝင်သွားကြည့်ပါလားဖမ်းမလိုက်ပါတော့ဘာဖြစ်လို့လဲဒါသူတို့နိုင်ငံတရုတ်နိုင်ငံအဝန်ဝိုင်းလေးကတရုတ်နိုင်ငံကြီးကိုဟိုးအဝေးကြီးရရှိတဲ့တရုတ်နိုင်ငံကိုကိုးစားပြုထားတာသူ့နိုင်ငံကြီးကိုသွားမယ်တရုတ်နိုင်ငံသွားမယ်ဂျပန်နိုင်ငံသွားမယ်ဆိုလက်မှတ်တွေရှိတယ်လေလိုအပ်တာတွေဒီနိုင်ငံကထွက်ခွာခွင့်နဲ့ passport တဲ့ ဟာဟိုနိုင်ငံကိုဝင်ခွင့်နဲ့ဗီဇာတွေအဲ့ဒီသစိတ်တွေတတ်မှတ်တာတွေထွက်ပါခွင့်တွေဝင်ခွင့်တွေပါမှဝင်ခွင့်ပေးတယ်လို့ပဲဒီအဆောက်အဦတွေလည်းသွားပြီးတော့ဝင်လိုက်ရင်ဒါသူတို့နိုင်ငံကိုကိုစားပြုထားတာဂျပန်ကယုံနယ်ကိုသွားမဝင်လိုက်နဲ့ဒီဝင်လိုက်ရင်ဖမ်းမှာပဲသူတို့နိုင်ငံတွေကိုအထောက်ထားမဲ့ဝင်လာတာပဲဒါကသူတို့တွေကဒီနိုင်ငံကိုလာပြီးတော့တန်ယုံဖွင့်တာလို့အဲသူတို့နိုင်ငံမှာရှိတဲ့ဗမာတန်ယုံတွေကိုလည်းမဆိုင်တဲ့လူတွေသွားမဝင်နဲ့ဆိုတာကတော့တန်ယုံဆိုတာသူတို့နိုင်ငံလေးကိုကွက်ကွက်လေးကိုသွားဟိုဘာရောဟိုကိုစားပြုထားတာဟိုမန္တလေးမှာလေအရေးခင်းဖြစ်ကြတယ် မင်းတို့မင်းအဲဒီဝေါ်မင်းလက်ထက်မှာပေါ့အရေးခင်းဖြစ်ကြတော့မင်းတို့မင်းကြီးလက်ထက်ပါပဲနော်အရေးခင်းဖြစ်ကြတော့ညောင်အုံမင်းသားတို့ညောင်ရမ်းမင်းသားတို့ကတွေ့တယ်မလားဒီတိရှတန်ယုံတွေကိုပြေးဝင်သွားတယ်ဆိုတော့လိုက်ဖမ်းလို့မရတော့ဘူးဒီကဗမာစစ်သားတွေကအပေါဝါနေပဲစောင့်နေရတယ်ဒါနိုင်ငံတကာရဲ့ကျင့်သုံးတယ်တိန်ကလည်းအဲ့ဒီတိုင်းပဲတိန်ရဲ့အာဏာချက်ကလည်းနော်ဒါရှေးခေတ်တုန်းကပေါ့ခုခေတ်ကတော့အပြင်မကနေတနက်နေ့လှမ်းပြစ်လိုက်နေဘာမှတတ်နေဘူးအထဲတွေဝင်မဖမ်းနေဘူးဟုတ်တယ်မလားနော်ဝင်ဖမ်းလို့မရဘူးဒါသူ့ရဲ့အစိုးရရဲ့အာဏာတက်ရောက်တဲ့နေရာမဟုတ်တော့ဘူးအာဏာတက်ရောက်တဲ့နေရာအဲ့လောက်တောင်ကို तू ဟို တာဝန်ကြီးဟိုသူ့ရဲ့လေးနေမှုอ่ะပေါ့လေသူ့ရဲ့ပိုင်ဆိုင်မှုอ่ะဒါမျိုးတွေကိုဘယ်လိုလုပ်ခဲ့တာလဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်တည်းဗုဒ္ဓမြတ်စွာဘုရားဒါမျိုးတွေကိုတီထွင်ခဲ့တာတန်ဃာတော်အရှင်မြတ်ဒီနဲ့ပတ်သက်တဲ့စီမင်းစည်းကမ်းတွေဥပဒေတွေပေါ့ဘာမှလို့ပြောရင်တော့နော်အကျဉ်းအပြည့်228ခုတည်းအကျဉ်းအပြည့်ဂရေပေါင်း900ကျော်တည်းသိခါဘုတ်တွေဘာမှလို့ပြောရင်တော့ဥပဒေတွေပဲပုံမှားတွေပဲပုံမှားတွေပဲညွန်ကြားစွာတဲ့အမိန်နဲ့ဥပဒေတဲ့၃မျိုးရှိတယ်အရှင်တန်းကိုခွဲထားတာ၃မျိုး အမိုက်မပြည့်ကြရင်မေတ္တာရခံပါတယ်ဆိုတာဒါလေးကညွန်ကြားသွားလေညွန်ကြားသွားလေနံပါတ်2ကြတော့အမိတ်ကြတော့အမိုက်မပြည့်ရဆိုတာဒါအမိတ်ဖြစ်လာတာအမိတ်ဖြစ်လာတာနောက်ပိတ်ဆုံးကြတော့အမိုက်မပြည့်ကတွေးရှိကဒံွေပေးဆောင်ရမည်ဆိုတာကြအဲ့ဒါဥပဒေပဲဥပဒေပဲတန်သာတော်ရှင်မြတ်ဒီမှာဝိနည်းသိက္ခာပုဒ်တွေရှိတယ်ဒီလုတ်ဒီလုတ်ကိုမလုတ်နဲ့လုတ်လို့ရှိရင်ဒီအပြစ်သိအောင်မယ်ဆိုလိုတာကတော့ तू ကအရှိကနေအပြစ်ကိုပြတယ်နောက်ကအပြစ်နဲ့သိနေရတဲ့ဒံကိုပေါ်ပြထားတာဥပဒေပဲအဲ့ဒါမှတ်တာ ဥပဒေမှန်တယ်ဗျအဲ့လိုကြီးပဲသူကအင်္ဂါနှစ်ချက်နဲ့ပြည့်စုံရတယ်ရှေ့ကဘာလို့မလုပ်နဲ့နော်လုံးလိုက်လို့ရှင်တော့ဘလို့ဥပဒေဆိုကြပါစို့လူတတ်မှုအဲ့ဒါကအပြစ်ကိုပြတာအဲသေးတယ်နောက်ကသူကဒဏ်ကိုပြတာပဲဒဏ်ကိုပြတာအဲ့ဒီတိုင်းပဲလူတတ်မှုနဲ့လူသိမ်းမှုတောင်မှမတူဘူးဟုတ်တယ်မလားတကယ်ရည်ရွယ်ချက်ရှိရှိနဲ့လူတယောက်ကိုတတ်မယ်ဆိုအဲ့ဒါလူတတ်မှုပဲသူကပုံမှန်တစ်မျိုးသူ့ဒဏ်ဒဏ်ကတော့သေးတယ်ပေါ့ဆိုကြပါစို့ဟာဆိုင်ကယ်စီးသွားတယ်ကားစီးသွားတယ်မတော်တဆတိုက်မိတယ်လူတတ်တယ်မလားနော်ဝင်ဖမ်းလို့မရဘူးဒါသူ့ရဲ့အစိုးရရဲ့အာဏာတက်ရောက်တဲ့နေရာမဟုတ်တော့ဘူး